လွန်ခဲ့တဲ့ပိုင်းမှာမူချန်ကဒေသောက်ကြောင်ကသူ့ရဲ့ပြိုင်ဘက်ကိုအနံ့ယူလိုက်တယ်။ပြဿနာနည်းနည်းဖြစ်သွားပြီမဲ့ဒေသောက်ကြောင်ကမူချန်တို့ကြောင်ကနေထွက်ခွာသွားလိုက်တယ်။မကြာခင်မှာចောင်းပြိုင်ပွဲတွေကလည်းလာတော့မယ်။အဲ့တော့အကြီးကဲထိုက်ဆန်ကမူချန်ကိုစားလိုက်တလိပေးလိုက်တယ်။ပြီးတော့ဝိညာဉ်အစီအမံမှာကျွမ်းကျင်တဲ့ဆရာတယောက်နဲ့သွားတင်ဖို့လည်းပြောလိုက်တယ်။ဗီဒီယိုလေးမစခင်ကျွန်တော်လည်း subscribe နှိပ်ပါအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ဘရိုတို့ကိုပြောပြစရာတခုရှိတယ်။ဟုတ်တယ်လောကကျွန်တော်တို့အိမ်မှာပြဿနာဖြစ်တယ်။ ပြဒနာလက်ချတဲ့လူတွေကိုအတော်ကရေစခန်းကိုဖုံးထုတ်ပြီးလာဖမ်းခတ်လိုက်တယ်။ရေစခန်းလူတွေကလည်းလာပြီးဖမ်းပါတယ်။ဒါပေမဲ့သူတို့လာကားဆိုပြီးစီပိုးတောင်းတယ်။နိုင်ငံတကာကိုကြေးလိုက်၊ကုညီဘေးအစိုက်လို့ပြောထားတဲ့ရဲတွေကဘယ်တော့အခါမှလာပြီးလို့ရှိရင် စီပိုးတွေဟုတ်ပိုးတွေတောင်းတာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံတော့စောက်ရှက်မရှိတဲ့ရဲတွေကလာတဲ့အပြင်ကိုစီပိုးဝါလှည့်တောင်းသွားတည်တယ်။အဲ့လိုလာတိုင်းကပတ်စံပေးနေရမယ်ဆိုရင်သူတို့ရဲ့စခန်းရှိမှချထားတဲ့ကုညီဘေးအဆိုတဲ့စိုင်းပုတ်ကြီးကမထားသင့်တော့ဘူးလို့ထင်တယ်။ ကျွန်တော်တို့ဗီဒီယိုပဲပြန်ပြီးဆက်လိုက်ရမယ်။အခုဆိုရင်ကြောင်းထဲမှာမူချံရဲ့နာမည်ကတော်တော်လေးကိုကြီးနေတယ်။ရှေ့ဆက်အချိန်တရာနည်းနည်းရမယ်ဆိုရင်မူချံကစန်းရှန်နဲ့လီရွှံသုံးကိုမှကြော့တတ်မယ်ဆိုပြီးကြောင်းသားတွေရဲ့ပါဇက်ဖြာမှာတော့ပြောနေကြတယ်။ဒါပေမဲ့ညာဘက်လူရောက်တော့မူချံတို့ရဲ့လူတစ်တစ်နေတဲ့တန်ရားထဲမှာပြဿနာတစ်ခုဖြစ်နေတယ်။အဲ့ဒါကဘာလဲဆိုရင် လော့လီပဲ။လော့လီကသူတော်တော်လေးကိုစိုးရိမ်နေတယ်။မူချံကမြည်တယ်။လော့လီဘာဖြစ်နေတာလဲ။လော့လီကပြန်ဖြေတယ် ဒီတိုင်းဆိုရင်ငံလော့နတ်ဖရမျိုးနယ်ကနေထွက်လာတဲ့တဲ့င်းကပြန့်နှံ့နေလောက်ပြီးလော်လီကသူ့မျိုးနယ်ကနေထွက်လာတာဘယ်သူမှမသိဘူးအထူးတပြေသူ့ရဲ့အဖိုးပေါ့အကယ်သူ့အဖိုးဒါလော်လီဒီเจ้าမှရှိနေတယ်ဆိုတဲ့တဲ့င်းရသွားလို့ရှိရင်ချက်ချင်းသူ့ကိုပြန်ခေါ်လိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့လက်အောက်မှာလည်းလက်အောက်ငယ်သားအများကြီးရှိတယ်တနေကြလို့ရှိရင်လော်လီကလော့နတ်ဖရမျိုးနယ်မှာဘယင်မဖြစ်လာမဲသူသူဒါတခုခုဖြစ်သွားမဲဆိုရင်သူ့မျိုးနယ်ဝင်ကတော်တော်လေးကိုအကြိုက်ရိုက်သွားနိုင်တယ် လွန်ခဲ့တဲ့ရက်ကရွှဲရှိကဒီမှလာပြီးတိုက်ခိုက်သွားတယ်။ပြီးတော့လော်လီဒီမှရှိနေတာကိုလည်းသူအားသိသွားတယ်။အကရွေ့သူရဒန်ရတွေပြန်ကောင်းသွားမယ်ဆိုရင်ဒီတင်းကမကြခင်ပါပဲ။လော်လီတို့ရဲ့မျိုးနွယ်စုကိုပေါက်ကြားသွားလိမ့်မယ်။ဒီလိုကိစ္စတွေမဖြစ်လာဖို့တော့လော်လီကသူ့မျိုးနွယ်စုကိုပြန်ရတော့မှသိကြနေပြီ။မူချန်ကတော့လော်လီရဲ့ခါလေးကိုဖတ်ပြီးဖြေသိမ့်စကားပြောတယ်။ဒီအချိန်တော့အတွင်းမှာငါမင်းနဲ့အဖို့လုပ်ပြီးမယ်။လော်လီအစွမ်းထက်တဲ့လူတယောက်ဖြစ်ဖို့တော့ငါဘာတွေပဲလုပ်ရလုပ်ရရအောင်လုပ်မယ်။ ဒီတိုင်းငါဆက်ပြီးကြိုးစားရင်တနေ့မင်းရဲ့ဘေးနားမှာငါရက်နေနိုင်လိမ့်မယ်အဲ့ဒီခါကျရင်မင်းရဲ့အရှိကအသားစီးအလုံးကိုငါဖျက်ဆီးပစ်မယ်နောက်တနေ့ကိုရောက်တော့မူချန်ကလူသေးတဲ့နေတဲ့တန်ရကနေထွက်ခဲ့ရတယ်အခုသူသွားရမယ့်နေရာကကြောင်ရဲမြောက်ဘက်အရက်မှာအဲ့ဒီမှာအကြီးကဲလင်းရှိရှိနေတယ်အဲ့ဒီလင်းရှိကဝိညာဉ်အစီမံနေလှုပ်တဲ့နေရာမှာကြောင်နဲ့မှအတော်ဆုံးပဲမူချန်က7မိနစ်လောက်လေပေါ်ကပြန်ပြီးလာတော့ဟိုးဘက်ချမ်းမှာပေါင်တလုံးတွေ့ရတယ်တောင်ထိပ်မှာကမြူကိုးတွေနဲ့ပြင်းထန်နေတယ် သူကသွားရင်သွားရင်လည်းမင်းတကာကြီးတစ်ခုတွေ့ရတယ်။တကာကပိတ်ထားတယ်။အဲ့တော့အကြီးကန်းထိုက်ဆန်ပေးလာတဲ့စာလေးကိုသူကမြှောက်ပြီးတော့ပြောလိုက်တယ်။ကျွန်တော်မူချန်ကဌာနမူကြီးထိုက်ဆန်ရဲ့အမိရာအကြီးကဲလင်းရှိကိုလာပြီးတွေ့တာပါ။အထဲကနေတော့ဘာတုတ်ပြန့်တမန်ထွက်မလာဘူး။မူချန်ကအရှိုံနဲ့နဲ့တွေ့သွားတော့အဲ့ဒီတည်းကနေအလင်းနံတစ်ခုထွက်လာပြီးစာလေးကိုယူသွားလိုက်တယ်။ပြီးတာနဲ့တကာကလည်းချက်ချင်းပွင့်သွားတယ်။တကာပွင့်သွားတော့မူချန်ကအထဲကိုဝင်သွားတယ်။ဒါပေမဲ့သူဘလောက်ပဲရှောက်ရှောက်လမ်းကအဆုံးကိုမမြင်ရဘူး။ အဲ့တော့သူကဝိညာဉ်စွမ်းအင်နဲ့လမ်းဆုံးထိကိုပြစ်လိုက်တယ်။ဒါပေမဲ့သူ့ရဲ့ဝိညာဉ်စွမ်းအင်ကလေပေါ်မှာပဲပျောက်သွားတယ်။မူချန်ကစဉ်းစားတယ်။ဒီဟာကဝိညာဉ်အစီမံများလား။သူကသွေးတော်ပြီးဟိုဟိုဒီဒီလိုက်ကြည့်တယ်။ဒါပေမဲ့ဝိညာဉ်အစီမံနဲ့တူတဲ့အရာတစ်ခုမှမတွေ့ရဘူး။မူချန်ကသွားနေရင်လည်းခဏနေကြတော့တစ်ခုခုကိုဒရိထားမိလို့ချက်ချင်းအနောက်ကိုစောက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအမြင်တွေကဝေဝါးသွားပြီးမူချန်ကတကားဝါရှိကိုပြန်ပြီးတော့ရောက်လာပြန်တယ်။ခဏကသူသွားတာကညာဘက်လန်။အဲ့တော့သူကဘယ်ဘက်လန်ကိုပြန်ပြီးသွားတယ်။ ဘယ်ဘက်လုံးဝသွားတယ်အဲ့လိမူပဲပြန်ဖြစ်တယ်အဲ့တော့မူချန်ကစိတ်တွေကနေတွေးလိုက်တယ်ဘယ်လဲသွားမရဘူးညာလဲသွားမရဘူးလမ်းနှလုံးကသွားမရဘူးဆိုရင်သွားလို့ရတဲ့တတိယလမ်းကရှိနေနိုင်တယ်မူချန်ကစဉ်းစားပြီးဟိုကျေးဒီကျေးလိုက်လို့တော့ရေကန်လေးတစ်ခုတွေးရတယ်သူကရေကန်ရဲ့အနာကိုသွားတယ်ပြီးတာနဲ့ရေကန်ပေါ်ကိုခြေထောက်ချလိုက်တယ်ဒါပေမဲ့ရေတွေကစစ်မလာဘဲနဲ့မူချန်ကရေကန်ပေါ်မှာလမ်းလျှောက်လို့ရသွားတယ်သူတလန်းနှလန်းရှောင်းကြည့်တော့ရေကန်ရဲ့အလဲကိုရောက်သွားတယ်အဲ့ဒီခါမှာတော့ရေကန်တွေကကြည့်တဲ့အကလုံးကပျောက်ခွေသွားတယ် ပြီးတာနဲ့သူ့ရဲ့အရှိမဝါအိမ်လေးတစ်လုံးမြင်ရတယ်။ဝါအိမ်ရဲ့အပေါ်မှာတော့လင်းရှိဆိုတဲ့နာမည်ကိုရေးထိုးထားတယ်။အဲ့ဒီဝါအိမ်ရဲ့အရှိမတော့ကောင်မလေးတယောက်ရှိနေတယ်။တော်တော်လေးကိုဖြူဝေးနေတဲ့ကောင်မလေးမျက်တောင်တွေကလည်းကော့လုံလုံမသိရင်အယုံမတိုင်းပဲ။မူချံကစဉ်းစားတယ်။ဒါကအကြီးကြီးလင်းရှိရဲ့တပည့်များလား။အဲ့ဒီကောင်မလေးကလည်းမူချံသတိထားမိသွားတယ်။မူချံကအဲ့ဒီကောင်မလေးကိုစကားပြောဘူးလို့တော့ကောင်မလေးကသူ့ကိုအရင်စားခေါ်တယ်။ဟမ်အကူကြီးမူချံအဲ့တော့မှမူချံတီးလိုက်ရတာက အဲ့ဒီကောင်မလေးကစမ်းအဖြစ်နေတယ်စမ်းအကပြောတယ်အကိုကြီးမူချံဘာလို့ဒီကိုရောက်လာတာလဲမူချံကပြန်ပြောတယ်ငါဒီကိုရောက်လာတာက အကြီးကဲလင်းရှိစီကနေဝိညာဉ်အစီမံကိုတည်ယူဖို့ပဲဒါ့အမဲငါဘဒုကောင်မမတွေးမိဘူးစမ်းအကပြန်ပြောတယ်အကြီးကဲလင်းရှိကဒီနေရာမှာရှိနေတာရန်ကုန်ကြာနေပြီအဲ့စကားကိုကြာတော့မူချံအံ့ဩသွားတယ်ဘာပြောလဲဒီနေရာကအကြီးကဲလင်းရှိဟုတ်လားအဲ့ဒီအခါမှာတော့မူချံကတကားဝမ်းနာမှထိုင်နေတယ်ကောင်မလေးငငယ်လေးတယောက်ကိုမြင်လိုက်ရတယ် ူမထင်နာတာကအဲ့ဒီကောင်မလေးကလင်းရှီဖြစ်နေတယ်ဆိုတာကိုပထမကတည်းကမူချန်အဲ့ဒီကောင်မလေးကိုမြင်တယ်။တော်တော်လေးကိုငယ်ရည်နေတဲ့အတွက်ကြောင့်တပည့်တယောက်လို့ပဲသူကထင်သွားတာ။ဒီလိုငယ်ရည်တဲ့ကောင်မလေးကလင်းရှီဖြစ်နေမယ်လို့သူတခါမှမထင်နာမိဘူး။လင်းရှီကသူ့ရှေ့ကဇပွဲပေါ်မှာရှိတဲ့ရင်နှင်းခရောင်းကိုကန်လိုက်တယ်။ပြီးတော့ခွက်တွေကိုထည့်ပြီးတော့ရင်နှင်းချမ်းကိုတစ်ချမ်းမှုတ်တာလိုက်တယ်။မူချန်ကတော့ရှက်ကိုရှက်ကန်နဲ့သူ့ရဲ့လက်နှစ်ဖက်ကိုဆုပ်ပြီးဂါရဝပြုတ်တယ်။ဒီကောင်ကြောင်နာလေးမူချန်ကအကြီးကလင်းရှီကိုတွေးဖို့လာခဲ့တာပါ။ အစောပိုင်းတော့ကျွန်တော်ရဲ့အပြူးမှုတော့တောင်းပန်ပါတယ်။ဒါကိုဟိုကွန်မလေးကပြောတယ်။နေဘာကိစ္စနဲ့ဒီကိုလာတာလဲ။မူချန်ကပြန်ပြေးတယ်။ဝိညာဉ်အစီမံကိုလေးလာဖို့အတွက်ဌာနမူကြီးကကျွန်တော်ကိုအကြီးကဲလင်းရှိစီလာခိုင်းတာပါ။လင်းရှိကရင်နှင်းချောင်းကိုတစ်ချက်တောက်လိုက်တယ်။ပြီးတဲ့နဲ့သူပြောတယ်။ငါတခြားသူတွေကိုမတင်ပေးဘူး။ဒီစကားကြောင့်မူချန်ကစိတ်သက်တော်လေးပြတ်သွားတယ်။ပြီးတော့စမ်းအားကိုတစ်ချက်ကြည့်လိုက်တယ်။လင်းရှိကထပ်ပြောတယ်။ယောက်ျားလေးတွေကိုငါမတင်ပေးနိုင်ဘူး။မူချန်ကတော်တော်လေးကိုလည်းရှက်သွားတယ်။ အဲ့တော့သူကပြန်ပြောတယ်ဌာနမူကြီးကကျွန်တော်ကိုလာခိုင်းတာပါလင်းရှိကပြန်ပြောတယ်ငါကမြောက်ပင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းကလူမဟုတ်ဘူးဌာနမူကြီးထိုက်ဆန်းစီမှာအကျွေးသိနေလို့သာငါဒီမှာနေနေတာဒါကြောင့်ကျောင်းနဲ့ပတ်သက်တဲ့ဝိညာဉ်အစီအမံတွေကိုပဲတည်ဆောက်တာငါကူညီပေးဖို့တဘောတူထားတယ်ငါထသွားခြင်းတောင်မှအချိန်မီးထွက်သွားလို့ရတယ်ဒါကြောင့်သူ့နာမည်ကိုတုံးပြီးငါ့ကိုဖိအားမပေးနဲ့စမ်းအကတော့မူချံကြည့်ပြီးတခက်ခဲနဲ့ကြည့်နေတယ်ပြီးတော့သူကပြောတယ်အကြီးကလင်းရှိ အကိုကြီးမှုချံကဝိညာဉ်အစီအမံပညာရပ်မှာတမိထက်တော်ပို့ပြီးတော့ထူးချွန်လွန်းတယ်ဒီစကားကိုကြတော့လင်းချီကစမ်းအားကိုဖြတ်ကနေကြည့်လိုက်တယ်ပါရမီရှိတဲ့သူတွေအများကြီးရှိတာပဲပါရမီရှိတိုင်းလားလိုက်တင်ပေးနေရမယ်ဆိုရင်ငါသေသွားတဲ့ထိတော်ကုန်မှာမဟုတ်ဘူးစမ်းအားကတယိုတတိနဲ့ပြန်ပြောတယ်အကြီးကလင်းရှိကျေးဇူးပြုပြီးအကိုမှုချံကိုတင်ပေးပါလားပြီးတော့အကိုကြီးမှုချံကတမိဆိုရင်ကောက်ကောက်မုံမုံဆက်ဆန့်တယ်ဒါပေမဲ့အကြီးကလင်းရှိကတော့နည်းနည်းလေးမှတော့အမူအရာပြောင်းလဲမသွားဘူး ဒါကိုစန်းအားကသူ့ရဲ့နှာခမ်းကိုဆူပြီးတော့ပြောတယ်။အကြီးကလင်းရှိတာတဘောမတူရင်တမိဘာအလုံးမမလုပ်ပဲထိုင်နေလိုက်တော့မယ်။လင်းရှိကတစ်ချက်ပြောင်းလိုက်တယ်။ဒါလည်းမျိုးဆိုရင်ငါနေ့ကိုဝိညာဉ်အစီမံအိမ်ထဲမှာပဲချုပ်ထားလိုက်တော့မယ်။ဒီအတွက်ကြောင့်စန်းအားလည်းဘာမှပြန်ပြောလို့မရတော့ဘူး။လင်းရှိကမူချံကိုတစ်ချက်ကြည့်လိုက်တယ်။ပြီးတော့သူကပြောတယ်။ဒီတော့နင်ကအစင်လေးဝိညာဉ်အစီမံဆရာတယောက်ပေါ့ဟုတ်လား။မူချံကခေါင်းနှိပ်ပြတယ်။အဲ့ဒါကိုလင်းရှိကထပ်မိတယ်။နေမှာဘာပြဿနာရှိလို့လဲ။မူချံကပြန်ဖြေတယ်။ နှလုံးသားမျက်လုံးအဆင့်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကျွန်တော်သိချင်လို့ပါအကယ်၍မူချမ်းသာနှလုံးသားမျက်လုံးအဆင့်ကိုထိန်းချုပ်နိုင်ရင်အဆင့်လေးဝိညာဉ်အစီမံဆရာတယောက်ရဲ့အစွမ်းနဲ့အဆင့်ကဝိညာဉ်အစီမံကိုအလွယ်တကူဖန်တီးနိုင်လိမ့်မယ်ဒါပေမဲ့နှလုံးသားမျက်လုံးအဆင့်ကတော်တော်လေးကိုရှုပ်ထွေးတဲ့အကြောင်းမူချမ်းအတွက်တော်တော်လေးကိုအခက်တွေးနေတယ်ဒီစကားကြောင့်မူချမ်းကိုလင်းရှိကနည်းနည်းတော့အထင်ကြီးသွားတယ်ငငယ်ရွယ်ရွယ်နဲ့ဒီလိုအဆင့်ကိုရောက်နိုင်မယ်လို့လည်းသူမထင်သာဘူးအဲ့တော့မူချမ်းကိုပြန်ပြောတယ် နှလုံးသားမျက်လုံးအဆင့်ကဝိညာဉ်အစီမံဆရာတယောက်ရဲ့မြင်မာတဲ့အဆင့်ပဲနှလုံးသားမျက်လုံးအဆင့်မှာဟင်းလင်းပြင်နှလုံးသားမျက်လုံးအဆင့်နဲ့စိတ်မှန်တဲ့နှလုံးသားမျက်လုံးအဆင့်ဆိုပြီးအပိုင်းနှစ်ပိုင်းဖွဲ့စည်းထားတယ်။ဒါပေမဲ့ဖွဲ့စည်းအရဆိုရင်ဟင်းလင်းပြင်နှလုံးသားမျက်လုံးအဆင့်ကတော့နေအပြေးဝထိန်ချုံနိုင်မှာမဟုတ်ဘူး။မူချန်ကတော့နည်းနည်းစိတ်ဝင်စားလာတယ်။သူကထပ်မေးလိုက်တယ်။အဲ့ဒီအပိုင်းနှစ်ပိုင်းမှာဘလို့ကွာခြားမှုတွေရှိလဲ။လင်းရှိက ရှင်းပြတယ်။ဟင်းလင်းပြင်နှလုံးသားမျက်လုံးအဆင့်ကဝေဝါတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေတယ်။ ဟင်းလင်းမြစ်နှလုံးသားအဆင့်ကိုသုံးတဲ့ဝိညာဉ်အစီမံဆက်ရတစ်ယောက်နဲ့အဲ့ဒီအဆင့်ကိုမသုံးတဲ့ဝိညာဉ်အစီမံဆက်ရနှစ်ယောက်ပေါင်းပြီးဝိညာဉ်အစီမံတစ်ခုကိုဖန်တီးမဲ့ဆိုရင်ဟင်းလင်းမြစ်နှလုံးသားမျက်လုံးအဆင့်ကိုသုံးတဲ့ဆက်ရတစ်ယောက်ရဲ့ထိန်းချုပ်မှုကပိုပြီးတော့အစွမ်းထက်တယ်။စစ်မှန်တဲ့နှလုံးသားမျက်လုံးအစီမံကတော့လင်းရှိကသူ့ရဲ့ဇကာကိုအဲ့မှာတစ်ချက်ရက်လိုက်တယ်။ပြီးတာနဲ့သူကဆက်ပြောပြန်တယ်။နှလုံးသားမျက်လုံးအဆင့်ကိုထိန်းချုပ်နိုင်တဲ့ဝိညာဉ်အစီမံဆက်ရတဲ့အတွက်ကတော့ကောင်းမွန်တဲ့ဝိညာဉ်အစီမံကိုဖန်တီးဖို့ဆိုရင် သူတို့အတွက်ကအရန်ကိုလွယ်ကူလုံးတယ်ဒါအပြင်ရှုပ်ထွေးတဲ့ဝိညာဉ်အစီမံရဲ့တိဆောက်ပုံကိုလည်းရှင်းရှင်းလင်းလင်းတွေးမြင်နိုင်တယ်နေသာအဲ့လိုမျိုးပြိုင်ပွဲတွေကိုတွေ့ရင်နေဖန်သီးသားတဲ့ဝိညာဉ်အစီမံရဲ့အာဏာကျအကလုံးကိုတော့သူတို့ကအေးအေးဆေးဆေးကိုတွေးနိုင်တယ်တစုံတယောက်ကစစ်မှန်နှလုံးသားမျက်လုံးအဆင့်ကိုကောင်းစွာထိန်းချုပ်နိုင်မယ်ဆိုရင်ဝေဝါးတဲ့ခံစားချက်တွေကိုလည်းခံစားရတော့မှာမဟုတ်ဘူးဒါအပြင်မျက်လုံးတွေကအရန်ကိုဆူးရှားလာလိမ့်မယ်အဲ့ဒါကစစ်မှန်တဲ့နှလုံးသားမျက်လုံးအဆင့်ပဲ နှလုံးသားမျက်လုံးအဆင့်ကိုပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ရဲ့မျက်လုံးထဲမှာဘယ်လိုရှုပ်ထွေတဲ့ဝိညာဉ်အစီမံဖြစ်ပါစေသူ့အတွက်တော့ဘာမှထိတ်လန့်စရာမရှိတော့ဘူးနေတာဒီလိုအဆင့်ကိုပိုင်ဆိုင်ထားတဲ့ဝိညာဉ်အစီမံဆရာတစ်ယောက်နဲ့တွေ့ခဲ့ရင်ဝိညာဉ်အစီမံကိုသူ့အရှိမမဖန်တီးတာကအကောင်းဆုံးပဲဒီလိုမှမဟုတ်ရင်နေဖန်တီးလိုက်တဲ့ဝိညာဉ်အစီမံတိုင်းသူဖန်တီးသွားသလိုဖြစ်သွားလိမ့်မယ်မူချန်ကတော့စဉ်းစားပြီးတော့စိတ်ကနေတွေ့လိုက်တယ်အဲ့လိုမျိုးအဆင့်ကိုရောက်ဖို့သူကတော်တော်လေးကိုစူးစမ်းရအောင်ပဲပြီးတော့လင်းရှိကိုပြန်မေးတယ် လူတယောက်ကအဲ့ဒီအဆင့်ကိုရောက်ဖို့ဆိုရင်ဘယ်လောက်ထိအချိန်ယူရလဲလင်းရှိကတော့စိတ်ပြက်လက်ပြက်တဲ့ပုံစံမျိုးနဲ့ပြောလိုက်တယ်ဒါကတော့လွယ်လွယ်လေးပဲနင်းသားပို့ပြီးစူးစမ်းရင်တော့တနေ့နေ့တော့ရောက်နိုင်တယ်မူချံကထပ်မေးတယ်ကျွန်တော်ဘာလုပ်သင့်လဲလင်းရှိကသူ့ကိုပြက်ပြက်ပဲမေးလိုက်တယ်နင်းကအဲ့လိုမျိုးအဆင့်ကိုထိန်ချုပ်ချင်နေတာလားမူချံကခေါင်းညှိပြရတယ်လင်းရှိကတစ်ချက်စဉ်းစားလိုက်တယ်ပြီးတာနဲ့မူချံကိုပြောတယ်ငါးနောက်လိုက်ခဲ့သုံးယောက်စလုံးကဝိုင်းအိမ်တွေကနေထွက်လာပြီးဝါတော်ရှိရကိုဥတီပြီးသွားကြတယ်လင်းရှိကပြောတယ် ဝိညာဉ်အစီမံတွေကဝိညာဉ်အစီမံဆရာတယောက်ဘလောက်ပဲခက်ခဲရှုပ်ထွေးပါစေအ धिक အရေးပါဆုံးအပိုင်းကတော့အစီမံရဲ့ဘဟုချက်ပဲဘဟုချက်သာပြည့်စည်သွားရင်အပြင်းထန်သောဝိညာဉ်အစီမံတော့လေထဲမှာပျောက်ကွယ်သွားလိမ့်မယ်ဒါပေမဲ့အစီအမံရဲ့ဘဟုချက်ကိုခွဲခြားနိုင်မှုဆိုတာအရန်ကိုခက်ခဲတဲ့အရာပဲလင်းရှိကဒုံလေးချောင်းကိုင်ပြီးတော့သူနေရာတစ်ခုကိုထိတ်လိုက်တယ်အဲ့ဒီနေရာမှာဘာမှမရှိဘူးဆိုပေမဲ့ဝိညာဉ်စွမ်းအားလှမ်းလေးလေးတွန်းလှန်သွားတာမူခြံခံစားမိလိုက်တယ်ဒီချိန်မှာပဲ ဝါးတော်ထဲမှာတော်တော်လေးကိုပြင်းထန်တယ်လေမုန်တိုင်းနေတိုက်လာတယ်ပြီးတော့အလဲတက်တက်မှာဝိညာဉ်အစီမံတစ်ခုကထွက်ပေါ်လာတယ်လင်းရှင်းဖန်သီးလိုက်တာကအ ਨੇ ဆုံးအဆင့်လေးဝိညာဉ်အစီမံပဲမူချာကတော်တော်လေးကိုအံ့ဩသွားတယ်လင်းရှင်းကဘာမှမလုပ်ဘဲနဲ့ဝိညာဉ်အစီမံအဆင့်လေးလောက်ကိုဖော်နိုင်တယ်သူ့မှဆိုရင်တော့တော်တော်လေးကိုအချိန်ယူရတယ်လင်းရှင်းကသူ့ရဲ့လက်ကနေဒစိမ့်တစ်ခုကိုပြောင်းလိုက်လိုက်တာနဲ့နောက်ထပ်ဝိညာဉ်အစီမံနှစ်ခုထပ်ပြီးပေါ်လာပြန်တယ်အခုထွက်ပေါ်လာတဲ့ဝိညာဉ်အစီမံနှစ်ခုက ပရမဇုံရှိနေပြီသားဝိညာဉ်အစီအမံကိုဖောင်းအုပ်လိုက်တယ်။အခုဆိုရင်အစင်လေဝိညာဉ်အစီအမံ၃ခုကသရိုးရှိတဲ့နေရာကိုဖောင်းအုပ်ထားတယ်။မူချန်ကတော့နည်းနည်းမှမမလှုပ်ရဲဘူး။ပြီးတော့လင်းရှိကိုမေးတယ်။အကြီးကဲလင်းရှိဒါကဘာအတွက်လဲဆိုတာပြောပြလို့ရမလား။လင်းရှိကပြောတယ်။သရိုးနေကိုမတက်ခင်ဒီဝိညာဉ်အစီအမံ၃ခုရဲ့နေရာဘဟုချက်ကိုနေသွေးအောင်ရှာရမယ်။ဒါမှဒီကနေ့နေလွတ်မြောက်လိုက်မယ်။ဒါပေမဲ့နေရဲ့ဝိညာဉ်စွမ်းအားတွေကိုတုံးပြီးဒီအစီအမံကိုဖျက်ဆီးလို့မရဘူး။ အဓိကနေလို့ရမှာကအစီမံရဲ့ဘုံချက်ကိုတွေးအောင်ရှာပြီးထွက်သွားနိုင်ဖို့ပဲမူချန်ကတော့ပါဇက်အဟောင်းသာဖြစ်သွားတယ်လင်းရှိကပြောတယ်ငါနေ့ကိုအချိန်တန်နိုင်ပြီးမယ်နေတာဒီကနေ့မထွက်သွားနိုင်ရင်နေလဲဒီနေရာမှာဆက်ပြီးနေစရာအကြောင်းမရှိတော့ဘူးသူပြောချင်တာပြောပြီးသွားတာနဲ့လင်းရှိကဒီကနေ့ထွက်သွားတယ်ပြီးတော့သူကအနောက်ကိုလှည့်ပြီးစမ်းအားကိုပြောတယ်စမ်းအားနေသူ့ကိုတေးသေးချာစောက်ကြည့်တာသူကဝိညာဉ်အစီမံကိုစွန်အားတွေနဲ့ဖျက်ဆီးရရင်အဲ့ဒီထဲကိုရောက်သွားမယ်နောက်တဲ့လူကနေဖြစ်သွားလိမ့်မယ် စံအရဲ့မျက်နှာလေးကချက်ချင်းတနာကမားပုံစံလေးဖြစ်သွားတယ်။လင်းရှိထွက်သွားလိုက်တာနဲ့မူချံကိုလှမ်းပြောတယ်။အကိုကြီးမူချံအကြီးငယ်လင်းရှိရဲ့စကားကိုနားထောင်ပေးပါနော်။ညမအဲ့ဒီအထဲကိုမသွားခြင်းဘူး။ဒီနေရာမှာလင်းရှိမရှိတော့တာနဲ့မူချံကိုဖောင်းထားတဲ့ဝင်းချင်းအစီမံအဆင့်လေး၃ခုစလုံးကစတင်လေပတ်လာတယ်။ပထမဆုံးမူချံကသူ့ရဲ့ခဏကိုကိုမိတော့တွေနဲ့ဖောင်းအုပ်လိုက်တယ်။ပြီးတာနဲ့ဝင်းချင်းအစီမံရဲ့ထူဆန်းမှုကိုလိုက်လံရှာဖွေတယ်။တခုတည်းဆိုရင်တော့မူချံကမြန်မြန်ရှာလို့ရသေးတယ်။ဒါပေမဲ့ အခုက3ခုပြီးတော့တစ်ခုနဲ့တစ်ခုကလည်းတော်တော်လေးကိုတူညီတယ်အဲ့ဒါအပြင်ကို၃ခုစလုံးကပေါင်းဆက်လို့နေပါနီးကပ်နေတဲ့အတွက်ကြောင့်သူကရှာရတာပို့ပြီးတော့ဒုက္ခရောက်သွားတယ်။မူချန်ကလိုက်ရှာနေတုန်းကပဲအစီမံ၃ခုကနေအလင်းနန်းနေထွက်လာပြီးမူချန်ရခန္ဓာကိုယ်စီကိုပြင်းထန်တဲ့အချိန်နဲ့ဝင်ပြီးတိုက်ခိုက်တယ်။ပေါက်ကွဲသက်ကြီးထွက်ပေါ်လာပြီးမူချန်ကအနောက်ကိုဆောက်လိုက်ရတယ်။ဒါပေမဲ့သူ့ရခန္ဓာကိုယ်မှာမိတော့တွေရှိနေတဲ့အတွက်ကြောင့်သူ့ကိုလာထီးတဲ့အလင်းရောင်တွေကတော့မှိမ့်မှိမ့်သွားတယ်။ခန္ဓာကအလင်းနန်းနေလာထီးတဲ့နေရာကိုလက်လီနဲ့ပုတ်လိုက်တယ်။ တော်တော်လေးကိုနာတာပဲတာခိုင်မှုပြီးသွားတာနဲ့မူချန်ကဒီလိုပဲထူချောင်မှုကိုလိုက်ရှပြန်တယ်ခဏနေကြတော့အဲ့ဒီအစီမံကနောက်တစ်ခါတိုက်ခိုက်ပြန်တယ်ဒီတစ်ခါမှတော့မူချန်ကမထီအောင်ငကားဝဲပြန်ပညာရက်ကိုတုံးပြီးတိုက်ခိုက်မှုတွေကလုံးကိုသူကရှောင်ရှားနေရတယ်ပြီးတော့လည်းမူချန်ကခက်မမြန်သွေးလိုက်တယ်ဒီကားနဲ့မြန်မြန်ထွက်သွားရမယ်မဟုတ်လို့ရှိရင်သူကဒီတန်းမှာပဲမသာပေါ်သွားနိုင်တယ်အရင်ဆုံးအနေနဲ့သူကသူ့ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားလိုက်တယ်ပြီးတော့လည်းမိုးကြုံနဲ့ဖျားတိုင်းချမ်းကိုအသုံးပြုလိုက်တယ်အဲ့ဒီတိုင်းချမ်းရဲ့အစွမ်းနဲ့ဆိုရင် သူ့ကိုလာပြီးထိခိုက်တဲ့ဝိညာဉ်အစီမံရဆွမ်းအားတွေကိုဖိရှော့ပေးနိုင်တယ်။ဒါပေမဲ့အစီမံရတိုက်ခိုက်မှုတွေကကြာလာလေပိုပြီးပြင်းထန်လာလေပဲ။စမ်းအားကတော့အပြင်ကနေမူချံဝင်အားပေးတယ်။အကူကြီးမူချံလမ်းတဝက်လာကိုရောက်ပြီလား။စူးစမ်းထားစူးစမ်းထား။မူချံကမျက်လုံးကိုမှိတ်ပြီးတိတိငိငိနေလိုက်တယ်။အဲ့ဒီအခါမှာတော့သူကနှလုံးသားမျက်လုံးအစီမံရအဆင့်တွေကိုရောက်သွားတယ်။သူမျက်လုံးကိုမှိတ်ထားတဲ့ဆိုပေမဲ့သူ့အရှိမရှိနေတဲ့ဝိညာဉ်အစီမံကိုတော့သူကကောက်ကောက်တွေ့ရတယ်။ အခုဆိုရင်ဝိညာဉ်အစီမံတွေကသွားလာလှုပ်ရှားမှုအကလုံကမူချံရဲ့ခေါင်းထဲကိုအလိုလိုဝင်ရောက်လာတယ်ပြီးတော့လည်းမူချံကမိတဲ့တောင်းနေတဲ့သူ့ရဲ့လက်သီးတလုံးကိုဝိညာဉ်အစီမံရဲ့အလဲတက်တက်ကိုထိုးထည့်လိုက်တယ်ထိသွားတဲ့ဝိညာဉ်အစီမံကတဖြည်းဖြည်းနဲ့အကွဲလာပြီးကျိမ်မွှားထွက်သွားတယ်အခုဆိုရင်ဝိညာဉ်အစီမံသုံးခုတည်းကတစ်ခုကိုမူချံကလက်သီးတလုံးနဲ့ဖြည့်ရှင်းပစ်လိုက်ပြီးစမ်းအကတော့အပြစ်မှန်နေပြီးတော့မူချံကိုလက်ခုပ်တွေတီးပြီးအားပေးနေတယ်မူချံကတော့မပြောင်းနိုင်သေးဘူးနောက်ထပ်ဝိညာဉ်အစီမံနှစ်ခုရှိသေးတယ် ဒီတစ်ခါမှလည်းမူချန်ကနှစ်ခုစလုံးကိုတပြိုင်တည်းနဲ့ဖြည့်ရှင်းပစ်လိုက်တယ်။နောက်ဆုံးမှတော့မူချန်ကဝင်းညင်းအစီမံ၃ခုစလုံးကိုဖြည့်ရှင်းလုပ်ပြီးသွားပြီးစန်းအာကတော့မူချန်စီကိုပြေးသွားတယ်။မူချန်ကအကြီးကြီးလင်းရှိသူ့ကိုတန်နေရကနေချိန်နေမှဆိုတော့သူသိတယ်။အဲ့တော့သူကလက်နှစ်ဖက်ဆုပ်ပြီးတော့အကြီးကြီးလင်းရှိကိုခေါ်လိုက်တယ်။ဒီခါမှတော့လင်းရှိကအတန်ထွက်လာတယ်။တနိုင်းနီးပါးတော်ရှိတော့မယ်။အောင်မြင်သွားုံလေးပဲ။ဒီနေ့တော့နေအိမ်ပြန်သွားလိုက်။မနက်ဖြန်ကြရင်လေ့ကျင့်မှုကိုစမယ်။ဒီနေ့လိုမျိုးပဲနေရင်ဆိုင်ရလိမ့်မယ်။ ါပေမဲ့နောက်ထပ်ဝင်းရင်အစီမံတစ်ခုတော့ပို့လာလိုက်မယ်။သူ့ကိုတင်ကြပေးမဲ့တော့ကြောင့်မူချန်ကတော့ပျော့သွားတယ်။လင်းရှိကိုကျေးဇူးတင်စကားပြောပြီးသူကဒီကနေ့သွားလိုက်တယ်။မူချန်မရှိတော့တာနဲ့စန်းအားကလင်းရှိကိုပြောတယ်။အကြီးကြီးလင်းရှိအခုကြီးမူချန်ကအရန်ကိုတော်တယ်မလား။လင်းရှိကတော့ဘာမှပြတ်မပြောဘူး။စန်းအားရဲ့နှဖူးကိုသူ့ရဲ့လက်ထံမှာရှိတဲ့ဒုတ်လင်းရင်တစ်ချက်တို့လိုက်တယ်။ပြီးတာနဲ့မူချန်ထွက်သွားတဲ့ဘက်ကိုကြည့်ပြီးခေါင်းတစ်ဆက်ဆက်ညှိနေတယ်။နောက်နေ့ဆိုရင်ကျွန်တော်ညပိုင်းတင်ပြလို့မရတော့ဘူး။ ကျွန်တော်ကညာဘက်အလုတ်ဆင်ရမှဆိုတော့မနေ့ကျမှပဲကျွန်တော်တင်ပြပြတော့မယ်ဒီနေ့ဖို့ဒီမှာပဲရထားမယ်အစကိုနောက်နေ့မှထပ်ပြီးတင်ပြမယ်ဒီနေ့ဖို့ဘက်ပိုင်းအားလုံးကျေးဇူးတင်ပါတယ်